အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ပျောက်ဆုံးသွားသောထမင်းဘူးလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ကတာယာလှပတဲ့မြို့လေးတစ်မြို့မှာဘန်ဆိုတဲ့ကောင်လေးတယောက်နေထိုင်တဲ့ကွယ်ဘန်ဟာအသက်9နှစ်အရွယ်ရှိပြီးတော့ဘောလုံးကစားရတာကိုလည်းနှစ်သက်တဲ့ကွယ်ပြီးတော့သူဟာပျော်ရွှင်စွာနေတတ်ပြီးတော့အမြဲတမ်း ပြုံးနေတတ်တဲ့ကောင်လေးတယောက်လည်းဖြစ်တာပေါ့ကွယ်။ဘန်ရဲ့အเจ้าမှရှိတဲ့တငယ်ချင်းတွေအားလုံးကလည်းဘန်ကိုတိတ်ချစ်ကြတာပေါ့။ဒါပေမဲ့သူ့မှာမကောင်းတဲ့အချက်ကလေးတခုတော့ရှိတဲ့ကွယ်။အဲ့ဒါကတော့ဘန်ဟာ သူ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့သူ့လုပ်ရမယ့်အလုပ်တွေအပေါ်မှာအလေးမထားခြင်းပဲဖြစ်ပါတယ်။ဘန်ဟာသူ့ရဲ့ခဲတံတွေစာအုပ်တွေနဲ့ပေတံတွေကို အမြဲတမ်းလှုပ်ပြောင်းလေးရှိတဲ့ကွယ်ပြီးတော့သူလုံးရမဲ့အိမ်စာတွေကိုလည်းအမြဲတမ်းမိနေတတ်တာပေါ့ဒီနေ့မှာတော့ဗန်မြဲအမေက အရသာရှိတဲ့သူ့ရဲ့အကြိုက်ဆုံးသောဆန်ဝစ်လေးတွေပန်းသီးစိတ်လေးတွေနဲ့ကွကီးလေးတွေကို နေ့လယ်စာအဖြစ်ထုတ်ပို့ပေးလိုက်တာပေါ့ကွယ်ဗန်မြဲဒီချမမှုလေးကတားရဲ့နေ့လယ်စာအတွက် မမေအထူးပြင်ဆင်ပေးထားရမလို့ထမင်းမူးလေးမပြောက်စေနဲ့နော်ဘန်ကသူ့အမေရဲ့စကားကိုကြားတဲ့အခါမှာရှုတာစွာပြုံးပြလိုက်ပြီးတော့ဒီလိုဂရိပေးလိုက်တဲ့ကွယ်ဟုတ်ကဲ့ပါမမေရဲ့စိတ်မပူနဲ့နော် ထမင်းမူးလေးမပြောက်အောင်တည်တည်ရှိရှိဂယူဆိုင်လိုက်ပါမယ်ပြီးတော့မမေပြင်ပေးလိုက်တဲ့စားစာတွေကိုလည်းကောင်းအောင်စားလိုက်ပါမယ်နော်ကြောင်ရောက်တဲ့အခါမှာတော့ဘန်ဟာ ခုံတန်းလန်းလေးတစ်ခုပေါ်မှာထမင်းဘူးကလေးကိုတင်ပြီးတော့ဘောလုံးကစားဖို့အတွက်ဘောလုံးခွေးနဲ့သို့ပြေးသွားတော့တာပေါ့ကွယ်။ဒါပေမဲ့အချိန်ကြာကြီးဘောလုံးကစားပြီးလို့တန်းရလေးရှိရာစီသို့ပြန်ရောက်လာတဲ့အခါမှာတော့ထမင်းဘူးလေးဟာအဲ့ဒီနေရာမှာရှိမနေတော့ဘူးလေကွယ်။ထမင်းဘူးလေးပျောက်သွားခဲ့ပါပြီ။အိုးငါရဲ့ထမင်းဘူးလေးပဲရောက်သွားတာလေ။အေးရောရဲ့တော့အမေဆူတော့မှာပဲကွာ။ သူဟာ ခုံတန်းလျားလေးရဲ့အောက်ဖက်နဲ့အနီးနားတစ်ဝိုက်မှာလိုက်ရှာပေမဲ့လည်းထမင်းမူးလေးကို လုံးဝရှာမတွေ့တော့ဘူးတဲ့ကွယ်။သူဟာထမင်းမူးလေးပျောက်ဆုံးသွားတဲ့အတွက်တော်တော်လေးကိုစိတ်မကောင်းဖြစ်နေတော့တာပေါ့ကွယ်။အာအမေရဲ့စကားကိုတိတိကျကျနားမထောင်ဘဲနဲ့ထမင်းမူးလေးကို အလွယ်တကူထားခင်းမိတဲ့အတွက်ထမင်းမူးလေးပျောက်သွားခဲ့ရတာ။သူဟာ အဲ့ဒီလိုတိုးတိုးလေးရေရွနေတော့မှပဲသူ့ရဲ့အနီးနားကိုတငယ်ချင်းတယောက်ရောက်လာတဲ့ကွယ်ဟေးဘန်မင်းဘာလို့ရှာနေတာလဲဘမ်ကသူ့ရဲ့ထမင်းမူလေးပျောက်သွားတဲ့အကြောင်းကို သူငယ်ချင်းကို ရှင်းပြလိုက်တာပေါ့အဲ့ဒီအခါမှာဘမ်ရဲ့တငယ်ချင်းကစိတ်အေးထားပါကွာ ငါတို့ကြောင်ယုံငန်းထဲမှာသွားမေးကြည့်ကြတာပေါ့။တစုံတယောက်ကမင်းရဲ့ထမင်းမူလေးကိုကောက်တွေ့ပြီးတော့ကြောင်ယုံငန်းထဲမှာသွားအပ်ထားတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကြောင်ယုံငန်းထဲကိုရောက်သွားတဲ့အခါမှာလည်းထမင်းမူလေးကို ရှာမတွေ့ဘူးတဲ့ကွယ်။ဘမ်ဟာသူ့ရဲ့ထမင်းမူလေးပျောက်ဆုံးသွားတဲ့အတွက်တိတ်ကိုစိတ်မကောင်းဖြစ်နေတော့တာပေါ့ကွယ်။စိတ်မကောင်းမဖြစ်ပါနဲ့တငယ်ချင်းရယ်ဒီနေ့နေ့လယ်စာတော့ငါရဲ့ထမင်းပူးလေးနဲ့အတူတူ မျှဝေစားကြတာပေါ့နော်ကျေးဇူးတင်ပါတယ်တငယ်ချင်းရယ်ညနေကျောင်းဆင်းချိန်ရောက်တဲ့အခါမှာတော့ဗန်မြက်လော်ကာပေါ်မှာစာလေးတစ်စောင်ကတ်ထားတာကို တွေ့ရတဲ့ကွယ်အဲ့ဒါကတော့ငါမင်းရဲ့ထမင်းဘူးကိုကောက်တွေ့ထားပါတယ်ပြီးတော့အဲ့ဒီထမင်းဘူးလေးကိုမင်းရဲ့အတန်းကောင်းဆောင်စီမှာအပ်ထားပါတယ်လို့ရေးထားတာပေါ့ကွယ် ဘမ်ဟာစာလေးကိုဖတ်ပြီးတဲ့အခါမှာတော့ရှက်ရှင်းမဲ့အတန်းကောင်းဆုံးရှိရနေရသူပြီးသွားတော့တာပေါ့ကွယ်အတန်းကောင်းဆုံးရှိရစီတော့ဘန်ရောက်လာတဲ့အခါမှာတော့ထိခိုက်ပျက်စီးခြင်းမရှိတဲ့ထမင်းဘူးလေးကိုသူ့ရဲ့ပိုင်ရှင်လက်ထဲသို့ပြန်အပ်လိုက်တော့တာပေါ့ကွယ်မမ်ဟာအတန်းကောင်းဆောင်ကိုကျေးဇူးတင်စကားပြောပြီးတော့အိမ်သူပြန်လာတော့တာပေါ့ကွယ်အိမ်ရောက်လာတဲ့အခါမှာတော့ဖြစ်ပြလာတဲ့အကြောင်းအရာတွေအားလုံးကို သူ့ရဲ့မိမိကိုပြောပြတော့တာပေါ့ မိမိကိုရိုးရိုးသားသားနဲ့အမှန်တိုင်းပြောပြတဲ့အတွက်ကျေးဇူးတင်ပါတယ်သားလေးရဲ့မင်းရဲ့အမားကနေသင်ခန်းစာယူပါ နောက်တစ်ခါဒီလိုအမားမျိုးထပ်မဖြစ်အောင်ဂရုစိုက်ရမယ်နော် ဟုတ်ကဲ့ပါမိမိနောက်ဆိုရင်တောက်ပို့ပြီးတော့ဂရုစိုက်ပါမယ်ဒီနေ့ကနေစပြီးတော့ဗမ်ဟာသူပိုင်ဆိုင်တဲ့ပစ္စည်းတွေအားလုံးကိုဂယုဒဆိုင်နဲ့တမိုးထားတက်လာတာပေါ့ကွယ်ပြီးတော့တစုံတယောက်ကသူတို့ပိုင်တဲ့ပစ္စည်းတွေပျောက်ဆုံးသွားတဲ့အခါမှာလည်း ဘမ်ကကုညီပြီးတော့ရှောက်ဖွေပေးလေးရှိတဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်တတမီမီတို့လည်းဒီပုံမြင်လေးတဲကဘမ်လိုပဲကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေအားလုံးကိုဂယုဒ္ဒဆိုင်ထိမ့်သိမ်းဆောင်ဆောင်တက်ရမယ်နော်ပြီးတော့တစုံတယောက်ကသူတို့ပိုင်တဲ့ပစ္စည်းတွေကိုပျောက်ဆုံးသွားတဲ့အခါမှာလည်းဘမ်နဲ့သူ့ရဲ့တငယ်ချင်းတွေလိုပဲသူတပားကိုကုညီတက်တဲ့သူဖြစ်အောင်စူးစမ်းကြရမယ်နော် ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းဘလို့ပုံပြင်လေးတွေကိုတင်ဆက်ပေးအောင်လဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါအောင်ကွယ်